မင်္ဂလာပါကလေးတို့ရေဆရာမတို့ရေရှေ့သူ Forward Education Center နဲ့အတူသိပ္ပံသင်ခန်းစာလေးကို လေ့လာရအောင် သရဝအများဤဘဝဆက်ဝန်းစာမျက်နှာရှစ်မှာရှိပါတယ်သရဝတွေဟာသူတို့ပောက်ဖွားချိန်ကနေစပြီးတော့တက်ကြီးကောင်အဆင့်အထိသူတို့ရဲ့ဘဝဆက်ဝန်းဟာအဆင့်ဆင့်ပြောင်းလဲပါတယ် ဘဝဆက်ဝန်းနေဟာသတ္တဝါတစ်မျိုးနဲ့တစ်မျိုးမှာမတူညီဘူး၊ကွဲပြားနေပါတယ်။အရင်ဦးဆုံးဘဝဆက်ဝန်းအကြောင်းမလေးလာခင်သတ္တဝါတွေကိုအုပ်စုနှစ်စုခွဲခြားထားတာကို ကြည့်ရအောင်။ကြောရိုးရှိသတ္တဝါနဲ့ကြောရိုးမရှိတဲ့သတ္တဝါပါ။ကြောယိုးဆိုတာဘာလဲဒီပုံမှန်မြင်ရတာကတော့ကြောယိုးဖြစ်ပါတယ်ဒီလူရဲ့ကြောယိုး ရှိနေသလိုမျိုးပဲသတိစာနေမှာလည်းကြောယိုးပါဝင်ပါတယ်ဒါကတော့မိချောင်းရဲ့ကြောယိုးဖြစ်ပြီးတော့နွားရဲ့ကြောယိုးငားရဲ့ကြောယိုးငှက်ရဲ့ကြောယိုးတွေကိုမြင်တွေ့ရမှာပါဒီလိုကြောယိုးတွေပါရှိတဲ့သတိစာနေကိုကြောယိုးရှိတဲ့ဘဝလို့ခေါ်ပါတယ်ဒီလိုကြောယိုးတွေမပါဝင်တဲ့ခယုနဲ့တီကောင်လိုမျိုးသရဝါတွေကိုတော့ကြောယိုးမရှိသရဝါလို့ခေါ်တယ်။တနည်းအားဖြင့်ကြောယိုးမဲ့သရဝါလို့လည်းခေါ်ပါတယ်။သရစ္ဆာနေရဲ့ ကျော်ရရှိသလဝါတဲကိုအဓိကလေ့လာကြည့်ပါမယ်။ဒီကျော်ရရှိသလဝါကိုအုပ်စု၅ခုခွဲခြားနိုင်ပါတယ်။ငားရဲ့ကုန်းနေရည်နေတွားသွားသလဝါ၊ငှက်နှုတ်ရိုက်သလဝါဆိုပြီးတော့အုပ်စု၅စုရှိပါတယ်။ဒါတွေကိုဘယ်ပေါ်မှာမူတည်ပြီးခွဲခြားထားသလဲဆိုတော့နေထိုင်တဲ့ပတ်ဝန်းကျင်သူတို့ဘယ်ပတ်ဝန်းကျင်မှာနေထိုင်သလဲရေထဲမှာနေသလားတစ်ပင်ပေါ်မှာနေသလားမြေကြီးပေါ်မှာနေသလား ခနာကိုဖုံးကခနာကိုကိုဘာနဲ့ဖုံးအုပ်ထားလဲအတောင်ပါနဲ့လားအကြီးခွန်နဲ့လားအရေပြားနဲ့လားရွေလျားသွားလာပုံဘလူရွေရှားတယ်ခြေတော့လမ်းလျှောက်ပြီးသွားတာလားပုတ်တိုက်ပြီးတော့မှပဲတွားသွားတာလားဒါမှမဟုတ်ရင်အတောင်နဲ့ပြန်တန်းသွားသလားအသက်ရှူပုံပဟဲနဲ့အသက်ရှူတာလားအဆုတ်နဲ့အသက်ရှူတာလားအရေပြားနဲ့အသက်ရှူတာလားမျိုးဆက်ပေါက်ဖွားပုံ အကောင်လိုက်မွေးဖွားတာလားဥကနေအကောင်ပေါက်တာလားဒီရဲ့အချက်တွေပေါ်မှာမူတည်ပြီးတော့မှအုပ်စု၅ခုဖွဲ့ထားတာပဲဖြစ်ပါတယ်ငါဒီပုံမှန်မြင်ရတဲ့ငါတွေအပြင်ဝေလာငါတို့လိုမိငမန်းတို့လိုမျိုးငါအကြီးကြီးတွေကနေစပြီးတော့ရွှေငါးကလေးတွေလိုငါတသေးကလေးတွေနဲ့ငါတွေအမျိုးပေါင်းမြောင်များစွာရှိပါတယ် ကုန်းနေရည်နေတော်ပါကုန်းနေရည်နေရကုန်းနေကုန်းပေါ်မှာလည်းနေမယ်ရည်ထဲမှာလည်းနေမယ်ဖပြုတ်တို့ဖားတို့အပြင်နောက်ထာဆလမန္ဒအကောင်ရဲ့မက္ကဆီကိုရေပုတ်တင်အကောင်ကြီးဟာလေကုန်းကြီးရေနေတဲ့ဘဝတွေဖြစ်ကြပါတယ်သူတို့ဟာကုန်းပေါ်မှာလဲနေထိုင်နေရေထဲမှာလဲကုခတ်သွားလာပြီးတော့နေထိုင်ကြပါတယ်နောက်တစ်မျိုးက တွားသွားသတော်ဝါမြေကြီးပေါ်မှာရှက်တိုက်ပြီးသွားတယ်မွေလိုသတော်ဝါအပြင်တောက်တဲ့ဒီအိမ်မြောင်ပောက်တင်ညိုကင်းလိတ်ချော့စတဲ့အကောင်တွေကလည်းတွားသွားသတော်ဝါတွေမှာပါဝင်ပါတယ်ဒီလိုအကောင်သေးသေးလေးအပြင် ကြီးမားတဲ့ခန္ဓာကိုယ်ရှိတဲ့မိချောင်းတို့လူမျိုးကိုမိုဒိုနဂါတို့လူမျိုးကလည်း သွားသားတော်မတွေပဲဖြစ်ကြပါတယ်။ဒါအပြင်ပင်လယ်လိပ်အပါဝင် လိပ်တွေကလည်းသွားသားတော်ဝါအုပ်စုထဲမှာ ပါဝင်တဲ့သတိဆန်အမျိုးအစားဖြစ်ပါတယ်။ငက်တီလည်းအမျိုးမျိုးရှိပါတယ်။ဒီလိုအယောင်သွေးစုံလင်တဲ့ငက်တီအပြင်လူတွေတိကြတဲ့ကြီကန်၊ဗျိုင်းဇီကွဲတိန်ငက်စတဲ့ငက်တီအားလည်းငက်အုပ်စုထဲမှာပါဝင်ပါတယ်။ နို့တဲ့သရဝါတွေကတော့မိခင်ဟာသူတို့ရဲ့သားသမီးကိုနို့တိုက်ကျွေးမွေးခဲ့ရင်ဒီသရဝါကိုနို့တဲ့သရဝါလို့ခေါ်ပါတယ်ခုပုံမှန်မြင်တွေ့နေရတဲ့တရိစ္ဆန်တွေကတော့နို့တိုက်သရဝါတွေပဲဖြစ်ကြပါတယ်သရဝါရီရဲ့ဘဝစဝန်ကြောင်းကိုလေ့လာပါမယ်။သရဝါရီဟာအချို့ကအကောင်လိုက်မွေးဖွားကြပါတယ်။အချို့ကတော့ဥကနေပေါက်ဖွားပါတယ်။ ကျော်ရရှိတဲ့ဘဝရရဲ့ဘဝဆက်ဝန်းအဆင့်ကိုဒီသင်ခန်းစာမှာလေ့လာမှာ ဖြစ်ပါတယ်။ငားရဲ့ဘဝဆက်ဝန်းအကြောင်းကိုကြည့်ရှုရအောင်။ကဲသားတို့သမီးတို့ကဒီပုံမှန်မြင်ရတဲ့ငားရဲ့ဘဝဆက်ဝန်းလေးကိုလေ့လာပါဦး။ဘဝဆက်ဝန်းကဘယ်ကနေစတင်တယ်လဲဘလို့အဆင့်ဆင့်ပြောင်းလဲတယ်လဲဆိုတာကိုဒီပုံလေးမှာ သိနိုင်မှာဖြစ်ပါတယ်။ကဲဘဝဆက်ဝန်ဘယ်စတင်တဲ့အဆင့်ကဘယ်အဆင့်လဲသိကြပါသလား။ပထမဦးဆုံးက9ရဲ့ဥကလေးပါ9ရဲ့တရေအောင်ဥကအဆင့်1အနေနဲ့စတင်ပါတယ်။ပြီးတော့ဥကနေ9သားလောင်းလေးတွေပေါက်လာပါမယ်အဆင့်1မှာပါ အဆင့်3မှာတော့ဒီ၅သားလောင်းလေးတွေဟာတဖြည်းဖြည်းကြီးထွားလာပြီးတော့၅သားပေါက်ကလေးအဖြစ်ပြောင်းလဲလာပါတယ်ဒီ၅သားပေါက်တွေကလည်းတဖြည်းဖြည်းကြီးထွားလာပြီးတာနဲ့အဆင့်4မှာ၅တက်ကြီးကောင်အဆင့်ကို ရောက်ရှိလာပါတယ်၅တက်ကြီးကောင်အဆင့်မှာ၅အထီးနဲ့၅အမပါဝင်ပါတယ်၅အထီးနဲ့၅အမကနေမှ၅ဥလေးတွေ ရလာမှာပါငါသတိအောင်ဥကနေပြီးတော့မှပဲဒီလိုဘဝဆက်ဝန်းဟာတပတ်ပြန်လဲပါလိမ့်မယ်အဲ့တော့ငါရဲ့ဘဝဆက်ဝန်းဟာငါသတိအောင်ဥငါသားလောင်ငါသားပေါင်ငါတက်ကြီးကောင်ဆိုပြီးတော့အဆင့်၄ဆင့်ရှိတာကိုမှတ်သားရပါမယ်ကဲငါရဲ့ဘဝဆက်ဝန်းလေးကို ပို့ပြီးတော့မျက်မြင်လက်တွေ့ကြည့်ရအောင်ဒါကငါသတိအောင်ဥပါ ဒရေအောင်နဲ့ဒရေသားလေးတွေဟာငါးဥလေးထဲမှာမြင်တွေ့ရမှာဖြစ်ပါတယ်။ဒရေအောင်ဥပြီးလို့ရှိရင်ငါးသားလောင်းလေးတွေပေါက်လာပါတယ်။ဒါလေးတွေကငါးသားလောင်းလေးတွေဖြစ်ပါတယ်။ငါးသားလောင်းကနေပြီးတော့မှငါးသားပေါက်ကိုရရှိမှာဖြစ်ပါတယ်။ဒါတွေကတော့ ရေထဲမှာသွာလာနေတဲ့ငါးသားပေါက်ကလေးတွေပါငါးသားပေါက်ကလေးတွေတဖြည်းဖြည်းကြီးထွားလာပြီဆိုခဲ့ရင်ငါးသက်ကြီးကောင်ကိုပြောင်းလဲလာပါတယ်ဒါငါးအမဖြစ်ပြီးတော့ဒါငါးအထီပါငါအမနဲ့ငါထီဟာသရေအောင်နဲ့ဥတွေကိုပောက်ထုတ်ပေးပြီးတော့သရေအောင်ဥကနေမှတဆင်းငါသားလောင်းငါသားပေါက်ငါသက်ကြီးကောင်ဒီလိုငါရဲ့ဘဝဆက်ဝန်းဟာလဲပတ်နေတာဖြစ်ပါတယ် ဒီပုံမှန်အတိုင်းပဲဒါကငါအမပါငါအမကဥတွေကိုဥချပါမယ်ရေထဲမှာအဲပင်လေးတွေရေညိရေမောပင်လေးတွေကြောက်တုံးလေးတွေနားမှာငါအမဟာဥကိုဥချပါမယ်အဲ့လိုဥချတဲ့အခါမှာငါအထီးကနေပြီးတော့မှမျိုးတုတ်ကောင်တွေကိုထုတ်ချပါမယ်အဲ့ဒီဥတွေပေါ်ကိုမျိုးတုတ်ကောင်ကိုထုတ်ချတဲ့အခါမှာ အဲ့ဒီရဲ့မျိုးတုတ်ကောင်နဲ့ဥတွေဟာပေါင်းစပ်ပြီးတော့မှသရေအောင်သွားတဲ့အခါမှာငါးသရေအောင်ဥကိုရရှိလာမှာ ဖြစ်ပါတယ်ငါးသရေအောင်ဥကနေပေါက်ဖွားပြီးတော့ငါးသားလောင်ငါးသားလောင်ကနေငါးသားပေါက်ငါးသားပေါက်ကနေငါးသက်ကြီးကောင်အဖြစ်အစင်စင်ပြောင်းလဲလာမှာပါဒီလိုအထီးရဲ့မျိုးတုတ်ကောင် sperm နဲ့ အမရဲ့မျိုးဥ act ကိုပေါင်းဆက်ခြင်းကိုသရေအောင်ခြင်းလို့ခေါ်ပါတယ်အဲ့တော့ဒရေအောင်ချင်းမှာအထီးရဲ့မျိုးတုတ်ကောင် spam နဲ့အမရဲ့မျိုး act ကိုပေါင်းဆက်ရပါတယ်အခုဒီပုံမှာမြင်ရတဲ့အတိုင်းပဲအမရဲ့မျိုး act ပေါ်ကို အထီးရဲ့မျိုးတုတ်ကောင် spam တွေကိုထုတ်ချပြီးတော့အပြင်ပမှာပဲရေထဲမှာပဲ သတိအောင်ပါတယ်ငါသတိအောင်ဥရလာပြီးတော့အခုလိုတဖြည်းဖြည်းအဆင့်ဆင့်ပြောင်းလဲပြီးငါတငါတက်ကြည်ကောင်းဘဝကို ရောက်ရှိသွားမှာဖြစ်ပါတယ်ကဲခဏေတော့ငါရဲ့ဘဝဆက်ဝန်းအကြောင်းကိုဆွေးနွေးတင်ပြလို့ပြီးပါပြီနားလည်ကြမယ်လို့မျှော်လင့်ပါတယ်ကလေးတို့လည်းပဲ သင်ခန်းစာလေးတွေကို လေ့လာခြင်းနဲ့ဆိုခဲ့လို့ရှိရင်ဆရာမတို့ရဲ့ Forward Education Center ကို subscribe လုပ်ထားပြီးတော့သင်ခန်းစာထုတ်လွှင့်တိုင်းထုတ်လွှင့်တိုင်းကြီးစုလေ့လာဖို့တိုက်တွန်းချင်ပါတယ်။စာသင်ကြားတဲ့သိပ္ပံသင်ကြားတဲ့ဆရာဆရာမတွေအနေနဲ့ကလည်းဒီသင်ခန်းစာလေးကို သင်ထောက်ကူပစ္စည်းအဖြစ်နဲ့အသုံးပြုလို့ရတယ်ဆိုခဲ့ရင်လည်းပဲ ဒီဗီဒီယိုသင်ခန်းစာလေးနဲ့အတူတွဲပြီးရောသင်ထားတဲ့ PowerPoint လေးတွေကိုအသုံးပြုလို့ရပါတယ်ဒီ PowerPoint လေးတွေကို TV screen အကြီးကြီး95လက်မ80လက်မလောက်ရှိတဲ့ TV screen ကြီးကြီးနဲ့ချိတ်ဆက်ပြီးတော့မှ PowerPoint script နဲ့စာသင်ကြရင်အင်မတန်မှထိရောက်ပြီးတော့ စာတင်ကြရမှာလဲလွယ်ကူတာကိုတွေးရှိရမှာဖြစ်ပါတယ်။ဆရာဆရာမတွေအနေနဲ့ဒီ PowerPoint သင်ခန်းစာလေးတွေကိုလည်းအသုံးပြုလို့ရနိုင်တဲ့အကြောင်းပြောကြားလိုပါတယ်။ဒီသင်ခန်းစာလေးတွေကိုကြည့်ရှုနားဆင်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။မင်္ဂလာပါ။နောက်တစ်ချိန်မှာ ပြန်လည်ဆုံတွေ့ပါဦးမယ်။